ားလုံးမေမေလာပါကျွန်တော်မေဆွေအဆင်မပြေကြတာပြအဆင်မပြေမှန်းတော့ကျွန်တော်ကြည့်ပါမယ်ဒါပေမဲ့ကျွန်တော်လက်ရှိကျွန်တော်နေတဲ့ဘေးကာလာဆိုကျွန်တော်မြန်မာပြည်သားတိုင်းမြန်မာပြည်နေဝါတိုင်းအလုံးအားကျွန်တော်ခံစားကြမှာတကယ်ကျွန်တော်တွေဒါတဲရတယ်ကောင်တွဲရတယ်ကောင်ကျွန်တော်တွေခံစားကြမဲ့ကာလာပေါ့ဗျာအခုကျွန်တော်တို့ဒါကြောင့်မို့ကျွန်တော်တို့ဒါကျွန်တော်လက်ရှိ Bio Sport ကျွန်တော် channel ကလည်းဒါတကြီးတင်ဆက်လာတဲ့အဆင်မပြေဘူးဗျာဒီကဘေးကာလာဆိုတော့ကျွန်တော်တွေနေ့လေးတော့ ဘလုံးကြောင်းကြီးကြီးပြောနေရတာစိတ်ကဖိမလာတော့ကျွန်တော်နားထားတယ်ဒီနေ့တော့ပါလေးလေးကျွန်တော်တက်လာရဲဆိုတော့ကျွန်တော် Manchester City ပြည်သက်တီတက်ကတော့နည်းနည်းဖောင်းပါဗျာဒီစိတ်ထဲမှာနည်းနည်းလေးဖိငုံနေတဲ့နေပေါ့ဘာလဲဆိုတော့ဒီတော့ Kevin De Bruyne ရဲ့ Man City ပြည်သက်တီကိုသူနှုတ်ဆက်စာကြောင်းတွေသူ့ရဲ့ official social media အကောင့်မှာတင်ထားတယ်ဒီစာအားလို့ဝင်ပြီးတော့ကျွန်တော်တွေဒါအချိန်မှုတစ်ချိန်ခွဲခွာသွားမဲ့လူကြည့်တယ်တကယ်လည်းဒီရီမှာနောက်ဆုံးရည်လို့ကျိုးစိတ်က တိပြင်တင်ညာတော်လဲကျွန်တော်ရဲ့မျိုးလင်းချက်ဒါအေးလေးကငါတို့ KBN ဒီပိုင်းသားကြီးနဲ့ဒီလိုမျိုးကြီးအခုလိုမျိုးကြီးကြောက်တဲ့ခါလောက်မရောက်ချို့ဒီပိုင်းသားကိုကျွန်တော် Man City ပြည်တဲ့ဟာအရန်ရန်ကိုချစ်ကြတယ်အနေရည်ကျွန်တော်ဒီတကယ်ကိုအရေးကြီးတဲ့အချိန်မှာသူပါလာပြီဆိုရင်လုံးဝတက်ကြွစရာခွင့်ရတယ်အများကြီးပေးတယ်ဒူဒီကျွန်တော်တို့ဒါကျွန်တော်တို့ပျော်ရွှင်စေတဲ့လူသားကြီးကျွန်တော်ရဲ့ပျော်ရွှင်မှုတွေကိုသူခံကြည့်ပေးတဲ့လူသားကြီးဆိုတော့ Man City ပြည်တဲ့ဒီကအခုလိုမျိုး KBN ဒီပိုင်းသားကြီးနဲ့ဒါအခုဆိုရင်ဒါလက်တွေ့ ဟိုပေါ့ခွဲရတော့မယ်ဆိုတဲ့စာရေးမျိုးကြတော့လည်းပင်းတော့ညဝမ်းခဲ့တော့ပေါ့ဗျာဒါမှမဟုတ်ကျွန်တော်တို့ဒီကြည်တိုင်းမဲ့အတက်ရွေရလာလေတော့ဒါအရာလုံးတော့ဘယ်ဟာမှတော့ကျွန်တော်တို့မတိမြဲပါဘူးတနေ့တစ်နေ့ပြည့်စုံရင်းပြီးရင်ခွဲခွာရမယ်ဒီလိုပါပဲအခုတော့ဒိုင်နာနဲ့ခွဲခွာပါရတာဆိုရင်တော့ကျွန်တော်တို့အခုဆိုရင်တော့ချက်ချင်းကြောက်လာပါပြီရာလီကိုရင်မန်စီးတီးရဲ့ကျွန်တော်တို့ချစ်တော်ကြီးလီကျန်ကြီးတယောက်နဲ့ထုတ်ခေါ်တော့မယ်ကီဝင်ဒီဘိုင်းနာဟိုဘက်ကနေမန်စီးတီးကို ပြောင်းရွှေ့လာပါမှာအဲ့တော့ကစန်တီနဲ့ပြောင်းရွှေ့ကြီးကျွန်တော်တို့ပေါင်တန်း58တန်းဆိုအရေးကအရှိုင်းရန်ကိုကျွန်တော်တို့ဖွေပြန်နေအများကြီးဟောပေါ်ဝေဖန်ခရရတွေအများရှိတယ်ချက်စီကြချက်စီမှာအောင်မြင်တဲ့ကောင်လေးတယောက်ခါစီတီမှာဘလို့မအောင်ရမှာမဟုတ်သူအောင်မြင်ခဲ့တဲ့လီကာဂျာမန်လီကာပရီးမီးယားလိနဲ့ရှင်မဲ့ဆိုရင်အစရရရလုံးဝမတားဘူးချက်စီမှာတော့သူ ပြသခဲ့ပြီးခြေစွမ်းဟာပရီးမီးယားလိနဲ့လုံးဝအံဝင်ခွင့်ချမရှိဘူးဆိုပြီးတော့မီဒီယာပေါင်းများစွာက Kevin Reyna ကိုဝေဖန်ခဲ့တယ်။ဒါပေမဲ့ Kevin ဟာတို့ဒီမီဒီယာတွေရဲ့ဝေဖန်မှုတွေကိုဘာမှကြော်လေဖြစ်မဆိုင်ဘဲနဲ့သူဒီအလုံးနဲ့တတိပြလာခဲ့တယ်။ဒါချင်းချင်းရပြီးတော့ဒီချက်ဟာသူဒီ Kevin Reyna ရဲ့ပွားခါဒါတို့ဒီရိုးရှင်းနဲ့လမ်းတော့အဖြောင်းပြူခဲ့ဘူးပြ။သူဂျန်ကနေချက်စီကိုရောက်တယ်။ချက်စီမှာအဆင်ပြေဘူး။ဟိုဘက်ကို ပြောင်းလဲရတယ်ဟိုဘက်ကနေပြီးတော့တောက်ပါလာပြီးတော့မန်စီးတီးမှာလည်းတောက်ရှော့တောက်ရှော့ကိုတူတူ ဒါဆွမ်းဆောင်ပြရခဲ့တဲ့တခုပဲကျွန်တော်တို့စပေါ်ပေါ်ဒီဝိုင်းနာရဲ့ဘွားကချန်မလေးဖိုင်နယ်မှာဆိုရင်ဒီဝိုင်းနာဟာကျင်းစာဆိုတခုကိုကျွန်တော်လေးဖြစ်နေလို့ပဲဗျမန်စီးတင်းနဲ့မန်စီးတင်းတဲ့သူပြမဆိုချန်မလေးဖိုင်နယ်တက်တဲ့ချိန်မှာချက်စီးတင်းနဲ့တွေ့တယ်အဲ့ချိန်မှာဒီဝိုင်းနာဟာသူကောင်းနေတဲ့တန်းရည်နဲ့နာသွားပြီးတော့ငိုးပြီးတော့ကွန်းနေရည်ထွက်ခွာခဲ့တယ်အရန်ရဲ့ကိုဆစ်တဲ့ကြာစရာမြင်ခွင့်ပါပဲဒါတို့ရဲ့ချန်မလေးဖလားမလင်းချက်တွေရောမန်စီးရဲ့ဒါပြမဆိုချန်မလေးဖလားမလင်းချက်တွေကလည်း ဂျိုက်ချိုးခံလိုက်ရပြီးတော့ပေးရခဲ့ဘူး။အားပြီးတော့ဒါတတိယဂျေမျောအင်တာမီလန်နဲ့ချန်ပီယံလိဘိုင်ငယ်တက်တဲ့ချိန်မှာလည်းဒါလေးဒီလိုတွေတက်တက်ဆိုင်မှုတစ်ခုပဲလားတကယ်အချင်းသာဆိုတော့မသိဘူး။ဒီဘိုင်နာဆိုရင်တော့ချန်လိအင်တာနက်ဘွဲမှာလည်းတူတီတန်ရချောင်းကိုထွက်ခွာလိုက်ရတယ်။ဟာလုံးဝချန်ပီယံလိဖိုင်နယ်ချီအပြည့်အဝတော့သူဒါလေးကြိုင်ရီတယောက်ကပြပြောသွားသူမကစားလိုက်ရဘူး။ ဒါပဲထားပါတော့သူဒီရှိမြဖားတွေကောင်မစီးနဲ့ရားတင်ရားတဲ့ဖားတွေအကုန်လုံးကိုသူအလုံးစုံသူတင်းသွားပြီကျွန်တို့ရဲ့အမြင်အလိကျန်ကြီးပါမစီးရဲ့မစီးစီမကောက်ဘူးကျွန်တို့တွေဖလုံးလောကမှာတော့ဗာလေးကဖလုံးလောကရဲ့ခန္ဓာမှန်းတယောက်အနေနဲ့တခုဆိုရင်တော့အာသာလောကရဲ့ကျွန်တော်အခုဆိုရင်သူဘယ်လိုသွားမလဲမစီးကဒီနေရာမှာဖတ်မှာဆိုတော့သူဟာဆွေလေးကိုသွားမလားဒါမှမဟုတ်လေအမေရိကန်လေးကိုသွားမလားဒါမှမဟုတ်လေဥရောပမှာပဲသူတခုတည်းကစားမလားဒီ ဒီပဲကြံလေးဖြစ်ပြလူကစားမလားဆိုတော့သူရဲ့ဆုံးဖြတ်ချက်ပါဒီတရင်ကတို့ random machine joiner ကအစတော်တက်လာတဲ့နေ့ကဒီ binary ဒီ man city နဲ့ဟိုတော့ပေါ့ဗျာကြာဒီကိုတို့တွေဆက်တိုးကျင်နေတယ်လာစာတိုးတော်မင်းနဲ့ man city မှာအရန်ခုံမဖြစ်ဖြစ်လာစာရှုပ်တာဖြစ်ဖြစ်နေကျင်တယ်ဆိုပြီးတော့သူကိုယ်တိုင်မပြောလို့ပြင်ပြဒီတရင်တွေအတက်တော့ကျတော့ဒီတရင်ကအမှန်ကန်ရင်လားပါတော့ရှုံမကြည့်ဘူးဗျဒါပေမဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီတရင်ကဟိုလာစာရှုပ်တာမဟုတ်ဗျသူကိုတော့ကွင့် ရပြင်ထားတော့တရားရီလောက်တော့သူရန်ကုန်မှာဖြစ်နေခြင်းလဲဆိုရယ်စိတ်ကူးလေးတော့တကယ်ရှိမှာပဲဗျ။ဒါပေမဲ့အဲ့လိုစိတ်ကူးကိုမန်စီးတီးတို့ကမန်စီးတီးရဲ့ပုံဖွဲကကျတော်ကြီးတနေ့လေးတော့ဒါစီလီဘတီဗိုင်းနာကိုတက်တန်းတို့ကိုစိတ်ကူးမရှိတော့ဘူးဗျ။လာစာတော့သူရှုပ်ယူမယ်လို့စိတ်ကူးမရှိဘူး။လာစာကိုရိုင်းပေးပြီးတော့ဒါဘာထုတ်ကမရလဲသူကိုင်နေနေတဘောမျိုးဆိုတော့ဒါဒါကိုကျွန်တော်တို့ CD ဘုတ်ဖွဲကကျွန်တော်တို့လက်ခံဘောဘုရားတက်တန်းတို့ရရော လာစာအများကြီးပြီးပြီးတော့မတိုးကျင်တဲ့တဘောမျိုးတယောက်ကြီးကျတော့ဒီပိုင်းနာဒီကြေးကောင်မှာပဲကျွန်တော်ဒီခရီးပါလမ်းကိုရင်တဲ့ကျွန်တော်ဒီမန်တီတီကနေထွက်ကောင်မှာဖြစ်ပါတယ်။ဒီကြေးကောင်မှာဆိုရင်တော့ဒီကြေးကလည်းဒီတိုင်းမန်တီရဲ့အချင်းတော်လေးဆုံးနေရသေးတယ်။ဒါပေမဲ့တခုတော့ဖလားမီလန်ချက်ကတော့အဖေကပါအဖေကကိုကျွန်တော်ဒီမန်စီတင်သားရင်းနဲ့ဒီဝဲနာရဲ့နောက်ဆုံးလက်ဆောင်နေနေကျွန်တော်ရယူပြတင်ပါတယ်အဖေကလေးနဲ့ဒီဟာကပယ်လက်မဲ့ရဲ့ official ပေါ့ဗျာဒီမင်းကြီးဘွားကဟောပေါ့ပြန်ပြောမယ်ဆိုရင်ဗျာသူ ကပလင်းဟိုကျွန်တော်တို့ option ထမအတင်းကောင်းဆောင်ဆိုတာကတကယ်ဒီရိုင်းတော်မနဲ့ဩကာထွက်တော်မှာသူရလာပြီးခဲ့တဲ့ရာကြီးဆက်ဆက်တုန်းကလည်းသူကမှကပလင်းမဖြစ်ခဲ့ဘူးဗျာဒါကြီးအပြင်ဆေးပါတုန်းကလည်းဒါဆေးပါနေတုန်းကလည်းဒါပဲဆေးပါဖြစ်သွားတယ်နောက်ပြီးဟာဒီဂန်ဒိုဂိုင်းတုန်းကလည်းဂန်ဒိုဂန်ကပလင်းဖြစ်သွားတယ်သူက official ထမကပလင်းတွေကဖြစ်ခဲ့ဘူးဒါပေမဲ့ဒီရိုင်းမှာတော့ဒါပထမကပလင်းနေနဲ့ဖလာလေးဖြစ်တဲ့ FK ကိုကျွန်တော်တို့ရစေချင်တယ်ဗျာဘာဖြစ်ဖြစ် မန်စီးတင်းလာနေတဲ့ဒါတွေတော့လုတ်ပေးတင်တော့မြင်နေပြဒါတော့ကျွန်တော်မန်စီးနဲ့ဒီပိုင်းတော့ရဲ့ထွက်ခွာကြီးကိုနည်းဆက်ပြပြပြပါတယ်ကျွန်တော်မိတ်ဆွေတွေကဲဘေးဆိုးကဆိုးကနေအမြန်ကြော်လွားနိုင်ရပါစေခင်ဗျအားလုံးပဲမြန်လာရှိတော်ညစ်တွေကိုဘိုင်ဆိုင်တန်ရပါစေ